ညပိုင်းမှာတနေ့တနေ့ကို၄နာရီလောက်အချိန်ဖြုံးနေလဖိုက်ဆိုင်ထိုင်တာလို့လို့ကျူထိုးတာလို့လို့ရှင်းခတ်တာလို့လို့နဲ့မရေမရာဖြစ်နေတဲ့သူတွေဘလောက်များတပည့်တော်နိုင်ငံလူတွေကလေဒီမှာအချိန်ဖြုံးဟိုမှာသွားကြုံခံဒီမှာအချိန်ဖြုံးနေတူဟိုမှာသွားကြုံခံရတာဒီမှာအလုံးလုံးနေဟိုမှာကြုံခံတဲ့အကြောင်းမရှိဘူးတပည့်တော်နိုင်ငံမှာအရင်မေကုန်ရှိပြီသားဆန်ကူမှာရှိတယ်ဒီလိုပြောပဲသူရေလည်းမရှိမြေလည်းမရှိတဲ့နိုင်ငံဗျာသွားပြီးကြုံခံပညာရှိလို့ဒါကြောင့်လီကွမ်းယူကပြောတယ်ပညာတတ်အောင်ကြိုးစားလိုက်ရင်တို့နိုင်ငံလာပြီးတော့ကြုံခံရလိမ့်မယ်ဆိုတော့ ဟုတ်တယ်တပြည့်လိုပညာမတက်လို့သူတို့နိုင်ငံသွားပြီးတော့ကြုံခံရတာပဲဂျပန်သွားတယ်အမေရိကန်သွားဘဲသွားတော့သူတို့များများကရှင်းများလူအယောက်တစ်ထောင်မှတရားမရှိဘူး leadership role မှာမရှိဘူးတပြည့်လိုပြောခိုင်းတယ်လို့ဟောတာသူများခိုင်းရလို့ဟောတာနော်တပြည့်လိုလည်းနိုင်ငံခြားမှာအလုပ်လုပ်ခဲ့ရတယ်လူတော့သူများခိုင်းရလို့ဟောတာဖျက်ရှင်းပြတော့တာမမင်းနဲ့ဆိုတော့ဒီမှာအလကားနေတယ်ဟိုမှာသွားတော့ကြုံခံရတယ်ပညာတက်ရင်တခြားနိုင်ငံသွားသေးရမလို့ဘူး ဒီနိုင်ငံထဲမှာအကုန်ထုတ်လုပ်လို့ရအစိုးရမကောင်းလို့ကြည်ရမပြောနဲ့ငါဘယ်လောက်ကောင်းမူလဲလို့ကိုယ့်ကိုယ်လည်းပြန်ကြည့်ဝေဖန်တာလူတိုင်းတက်တယ်လေ Facebook ကတက်ပြီဝေဖန်တာလူတိုင်းတက်တယ်လေကိုယ့်ရည်ချင်းကိုဖြည့်နေသလားဆိုတာစဉ်းစားစရာဖြစ်သွားပြီနော်ခင်ဗျားတို့စဉ်းစားတတ်ဖို့ပြောတာပါအဲ့တော့ဒီကတော့တို့ဘာကြောင့်စာဖတ်တင်တာလဲပေါ့ဗျာဘယ်ချိန်မှာစာဖတ်တင်ဆုံးလဲညီကိုတို့ဘယ်ချိန်မှာစာဖတ်တင်ဆုံးလဲဒီနေ့ကို15မိနစ်စာဖတ်တပတ်ကိုတနာရင်းနဲ့45မိနစ်စာဖတ်တော်တော်လေးတယ်ဆိုရင်တော့လက်တန်းလောက်ထူတဲ့စာကိုပြီးတယ် နည်းနည်းတွက်တယ်ဆိုရင်လက်မနောက်စားစာဖတ်မြန်တဲ့တူဆိုရင်တလက်မကွဲလောက်ထူတဲ့ဟာကိုအဲ့ဒီတနာရီ၄၅မိနစ်ကပြီးတယ်စာဖတ်ဖို့ရှင်ပြတို့ခက်ခဲနေတာအနည်းအထိုင်းကြောင့်လည်းဆိုင်တယ်ဒီနေ့ရော၅မိနစ်စာဖတ်ခိုင်းနေရနော်အနည်းတိုင်းနဲ့ဆိုင်တယ်စာဖတ်စီခြင်းရှင်ပြတို့အေးရနဲ့မှာစာအုပ်ထားပြတော့ရှင်ပြတို့အေးရနဲ့မှာပါထားတာ 那哩碰到都碰到，感觉到不？大家旅游面哩，比如哩，三百块钱碰到可威威下来，真哩有真那一条。哎，有人新加坡都靠边，哎，你方便？碰啊，交心不啦？是不？是的，咱们三个弄老板交心。碰不包跟人家开个啦，碰你哩新加坡在不啥的？都是爱问啥地方去？碰啊，干么工？爱用阿爸阿公伢那边，大弟阿哩来，第二天嘛大步出来啊，爱用看看你哩，呃，姐弟啊，兄弟啊嘞，什么碰那嘛么样来办么事？个了晓得呐？不然，TV 机不？ ကြိုးစားရတဲ့ဖုန်းကြီးတွေဗျာဘလို့တို့ကြိုးစားပန်းသားအာယုံလေးတစ်ခုခံစားပါလေခုကြတယ်လီဖုန်းပေါ်လာပြီဆိုတော့မကြည့်လို့မရတာဘာမှမရှိတော့အကုန်လုံးကြည့်လို့ရမြင်လို့ရအဲ့လိုဖြစ်သွားတော့เนาะဆိုတော့ရှင်ပြတို့ဖုန်းနဲ့ချိန်လေးတစ်ခုတော့ခဝဲဝဲနေပေးရမယ်အဲ့တော့ဒီနေ့ကို35မိနစ်ဖက်ဒီနေ့ကိုဘယ်လောက်တော့ဒီနေ့ကို60နာရီပြီးတယ်အဲ့60နာရီကစာအုပ်25အုပ်ကိုအသာလေးပြီးတယ်ဆမ်မနာ200နဲ့တွေ့ဆမ်မနာ200နဲ့တွေ့အဲ့လိုတွေ့မှဆိုရင်ဆမ်မနာကို2000ကျော်လောက်ဒီနေ့ဒီနေ့ကိုစာဖတ်ပြီးပါတယ် မဟာဘုရင်6တွဲ10ဥစာမျက်နှာ1665မျက်နှာရှိမဟာဘုရင်မင်းကိုဆရာတော်ဖခင်ရေ6တွဲ10ဥကိုဖတ်မယ်ဆိုရင်ပြီးတယ်ဒီနေ့15မိနစ်ဖတ်တော်တယ်နဲ့ပြီးတယ်ဟုတ်လားဗျာနော်ခန္ဓာဝင်ကျမ်းတွေတို့အကြာကြီးချိန်ပေးပြီးအများကြီးအကြာကြီးဖတ်ခဲ့ရတာဗျာဒါကြောင့်သာနာဝင်ကျမ်းနေနဲ့ပတ်သက်ပြီးတော့ရဲရဲပြောရဲတာအကြာကြီးချိန်ပေးပဲသမိုင်းဆိုတာအလွန်ကျင်းစရာကောင်းတယ်ဒါပေမဲ့အဲ့ကျင်းစရာကိုပျော်မွေ့သွားပြီဆိုတော့လေရှင်ဗျာအဲ့ဒီသမိုင်းစာတွေတော်တော်ဖတ်ရတာအရသာရှိတယ်နော်ဆိုတော့ဒီနေ့ကို15မိနစ်ဖတ်အဲ့ဒါဆိုဒီနေ့ကိုနိုင်ဝက်ဖတ်ဩ စာမင်းနဲ့ချင်းခွက်ပေါ့ဗျာမရှင်များတို့တနေ့ကိုစွန့်မတဲ့တဲ့ဖုန်းနော်စွန့်ဖုန်းပေးပြီးတိုင်းစာဖတ်စာဖတ်ဖြစ်ဖို့ဆိုတော့ဒီလိုတခုပြောမယ်ရှင်များစွန့်ဖုန်းပေးပြီးရင်ကွန်ကြိုက်တဲ့ဖုန်းကြီးတွေစွန့်ဖုန်းပေးပြီးတိုင်းလည်းမလုပ်ရှင်လားဆေးလိုက်ကြတဲ့ဖုန်းကြီးတွေကွန်ဖုန်းစွန့်ဖုန်းပေးပြီးရင်မလုပ်ရှင်လားပုံမှန်လုံးနေကြအလုပ်တခုကဒီလိုတို့ဆွဲစီအဲ့ဒါထမင်းစားဖို့ကြတော့ဆွဲဖို့လေ့ကျင့်နေရလွယ်သေးလားအဲ့ဒါတွေများဆွဲဖို့လေ့ကျင့်နေရလွယ်သေးလားမလိုတော့ပုံမှန်ဖြစ်နေတဲ့ regularly ဖြစ်နေတဲ့အလုပ်နဲ့ကပ်ပြီးတော့အဲ့ဒီကောင်းတဲ့အကျင့်ကိုထည့် အေယဝင်ကနေတိုက်တရားထိုင်တာအေယဝင်ကနေတဲ့ဗရေရွတ်တာအေယထဗရေရွတ်တာစရှိတဲ့ပြပေါ့အဲ့ဒါဆွဲပြီးတော့လုပ်တပြီးတော့ဒီစရဏကိုပုံမှန်လုပ်တော့ဒီနေ့ကိုတနားအီလောက်အနည်းဆုံးစရဏအတွက်အချိန်မပေးရင်အဲ့နေရာတပြီးတော့ဘုံကြီးပုံစံမပေါဘူးလို့ကိုကိုကိုပြောတာပါငါဘုံကြီးလုံနေပြီးတော့ဘေးလည်းမပူသောပထန်းလည်းမပူသောမေတ္တာလည်းမပွားဘာလုံနေတာတုံးပေါ့ဒီပြတော့ဝိသုဒ္ဓိမတ်တို့ဟာဆိုရလေလက်ဖြစ်တတော်လောက်မေတ္တာပို့တယ်ဆိုရင်တော့ဗာဇန်နဲ့မကင်းတဲ့ဘုံကြီးလို့ပြောတာကိုဗျာဘုရားဟောရည်လည်းရှိတယ်နော် ဇန်နဲ့မစိတ်တဲ့ပုဂ္ဂိုလ်ပေါ့အဲတပည့်တော်ကကိုယ့်လိုမေတ္တာလဲပြီးရဟန်းမှု6ခု၄သိညာအမေတ္တာပို့တဲ့အလုပ်တွေစရဏအလုပ်တွေမဖြစ်မနေလုပ်အောင်အလုပ်တွေအဲထားတော့ဒီကဘာပြောချင်တာဆိုလုံနေကြအလုံနဲ့ကတ်လို့နေစွန်းစားပြီးရင်5မိနစ်စာဖက်အေးရဝန်ခံနေရင်5မိနစ်စာဖက်အဲဆိုဒီနေ့ဘယ်လောက်ပြောသားနိုင်ဝက်နေစွန်းပြီးရင်5မိနစ်အေးရဝန်ခံနေ5မိနစ်နိုင်ဝက်တပတ်ကို3နာရီခွဲဗျာနေဘူးဗျာစုလိုက်တော့ ဒါကြောင့်လောကနိတိယဆိုရယ်လေမိုးဆက်ကလေးတွေဟုတ်လားစုပါများတော့ပင်လေချောင်းချောင်းသဘောတရားကြီးတွေဖြစ်တယ်လို့ပြောတာဟုတ်ဗျာပညာကဒီလိုချင်းစုရတာဖတ်ချလိုက်တဲ့တပတ်ကိုတအုပ်ကိုအောင်နောက်တစ်ရက်ကျအောင်ဖတ်တော့အဲ့လိုမရဘူးသူ့ရဲ့အုံနောက်ရဲ့သဘောကွာ regularly ပုံမှန်လုပ်နေကြအလုပ်ပေါ်မှာသူကပို့ပြီးတော့အောင်ဆိုင်နိုင်တယ်အဲ့အလုပ်ကြီးကိုပင်မန်းအောင်လဲမခိုင်းရအောင်ဒါတော့ဒီနေ့ကို15မိနစ်ဖတ်ဆိုရင်များတို့ခတ်လာကြိုက်တဲ့လောက်သုံးများဖုန်းတပီတော့ဘာမှပြောတော့ကြိုက်တဲ့လောက်သုံးဂိုင်းဂိုင်းကြိုက်တဲ့လောက်သုံးဒီနေ့ကိုဂိန်းတင်တာကြီး ဆော့ပြက်လာ။အော်မကဘူး။ဒီမှာလူငယ်တွေမေးကြည့်လိုက်တနေ့တနာကြီးအကုန်ထောင်းတယ်။ဖုန်းမရှိတဲ့သူကလွယ်။ဒါပေမဲ့ဖုန်းကလည်းအခုကလူတိုင်းနေနေရှိပါ။တနေ့တနာကြီးဂိမ်းဆော့ပြက်လာဆိုအကုန်ထောင်းတယ်။နှစ်နာရီအာတစ်ဝက်လောက်ထောင်းတယ်။၄နာရီ၄နာရီကို25ကျပ်ခန့်တော့ပါတယ်။လူငယ်တွေတနေ့၄နာရီလောက်ဂိမ်းဆော့နေတဲ့သူလူငယ်တရားရှင်း10ယောက်လောက်ကတနေ့ကို၄နာရီလောက်ဂိမ်းဆော့နေတယ်။ဒီတိုင်းမြင်မှာဖို့မဖြစ်ဘူးသူဖြစ်မှာ။ဘာရမှာတော့အဲ့ဒီထဲကနေပြီးတော့ပြောတော်များများ entertainment ပြောမှာပေါ့ညံအတွက်ဘာအတွက်ဒါကရှင်းပြရတယ်။တရားဖို့တင့်မရပါဘူး။ တရားဝတ်တင်မရပါဘူးဂိမ်းဆော့လို့သေးသွားတဲ့သူတွေစင်းတွက်ကြည့်ပိုများမယ်ဂိမ်းဆော့လို့ဘွားပြတ်သွားတဲ့သူတွေပိုများမယ်ဂိမ်းဆိုတော့ခွခွခသုံးဝင်နေတာပဲနော်ဒီလိုရိုးရိုးဂိမ်းရှိတယ်လို့အင်တာနက်ဂိမ်းအင်တာနက်ဂိမ်းမှာတခါလောင်းကစားတွေပါပြီတူရာဒုတ်တို့အခဒုတ်တို့အဋ္ဌိဒုတ်တို့ဒုတ်သုံးချောင်းရိုက်ခံငွေစီဝါသုံးတာငွေစီဝါသုံးဖို့အတွက်မြင်နေရတယ်လည်းမြင်ရတယ်လေတူရာဒုတ်ကိုဗျာနော်အဋ္ဌိဒုတ်ဆိုတော့မိမယောက်ျားအပြောပါလိုက်တာလွန်ကျူးတာပေါ့နော်အဋ္ဌိဒုတ်အခဒုတ်ဆိုတော့ ကလုံးကလုံးတို့ခွန်သုံးလုံးတို့ဘာတို့ညာတို့ကတောက်လျှောက်တောက်လျှောက်တက်တယ်လေ Facebook တရားရောဘာတွေရော YouTube တွေရောမတက်ဘူးလားအဲဒါလောင်းဝသားကြော်ညာတွေလေအခတ်ထုတ်ပြဒုသုံးချောင်းဒုသုံးချောင်းတစ်ချောင်းလောက်ရတာနဲ့သေးတယ်သုံးချောင်းလို့ရိုက်လို့တော့အဲ့လူနဲ့လည်းမထူတော့မွေးနေတဲ့နေရာနေမတို့တဲ့ဖုန်ကြီးတွေလည်းရိုက်ခံရတာပဲဘောလုံးပွဲလောင်းလို့ရှင်းရတာနဲ့ဟုတ်လားချဲထိုးလို့ရှင်းရတာနဲ့နှလုံးတီထိုးလို့ရှင်းရတာနဲ့လောင်းဝသားလို့ရှင်းနေတဲ့ဖုန်ကြီးတွေအများကြီးပဲတပည့်တော်တစ္ဆာဆိုလို့ရတယ်တပည့်တော်တစ္ဆာဆိုလို့ရတယ် အခုချိန်ဒီတခါမှလောင်းကစားမလုပ်ဘူးဒါကြောင့်ဒီတော့ဘုန်းကြီးဘုရားငါကိုယ်နဲ့စေးမှာမပြတ်နိုင်ရင်တိတ်ခါကြမှာငါဖြတ်စရာတန်ရောသိနေတဲ့ချားတွေအများကြီးကိုယ်လောက်စေးလောက်တော့ပြတ်နိုင်မှာအခုဒီပြတ်15နှစ်ဖြာ15နှစ်တစ်နှစ်တစ်နှစ်တစ်နှစ်ကိုရှင်ဗျာတစ်ထောင်နဲ့အတွက်တစ်နှစ်ကို3သိန်း6000ကျော်တယ်4သိန်းလောက်ရှိတဲ့ကွန်ဆာသေးိတ်ပေါ့ဆန်ကနေဆိုတင်း90လောက်ဖြစ်သွားပြီပြီးတော့တနေ့တချောင်ဘူကွန်မစားတာနဲ့တင်း90လောက်တက်သာသွားတယ်ဒါအကျမ်းမရေဘက်ကကောင်းသွားတာပြောနေရှင်မြကွန်စားတဲ့ဘုံကြီးတွေနဲ့ပြီးတော့ပြေးလို့ရရှင်ပြေးလို့ရဘာပဲတပြည့်တော့ကြက်ခံရလေ ဒီလိုမျိုးဒီတော့ကင်ဆာတွေပါလေဘာမှမသိအောင်လို့ဒီတော့အိမ်နေမပြတ်ဘူးကွန်ထွေးဖို့တော့အိမ်နေမပြတ်ဘူးဘသက်ဖြေလိုက်ရင်သွားကြီးလေရဲလို့ဟုတ်ကိုညီကိုတွေလှုပ်ခင်းလို့ပြောတာပါနော်ဒီလိုတော့တချို့ကိစ္စလေးတွေကိုအသေးအဖွာလေးတွေကိုတိတ်အလိုမလိုက်နဲ့စိတ်ကအဲ့တော့ဆေးလေးတောက်တာဒီတော့တင်းနေနှစ်ဘူးလောက်ကုန်တယ်လို့တဘူးပဲအတွက်ကြည့်အလိုက်20လောက်ပါဆေးလေးတစ်လေးရဲ့ကိုချိုးကလူကို9ရက်လောက်အသက်သွေးသေးမယ်ဆိုပါတော့တဘူးဆိုရင်ဘယ်လောက်ဖြစ်သွားမလဲ2လလောက်ဖြစ်သွားမယ်အသက်တိုးသွားမယ်ဟာလေပတ်စံဘက်ကအတွက်ကြည့်ဆေးလေးတဘူးဘယ်လောက်လောက်ရှိမလဲ3000နဲ့9000ဝန်းကျင်ရှိမှတင်တယ်ဒါအနေအထားဆေးလေးနော် တကယ်ကောင်းတဲ့အရာတို့တို့စီးပွားရေးလို့တော့တောက်တာလဲစီးပွားရေးငွေလဲကောင်းတယ်ဆိုဒန်းရင်တို့ဘာလို့ချတာနော်နိုင်ငံခြားမှာနေတော့အဲ့ဒီဈေးလေးကိုဒီနေ့ဆိုတခါတည်းရန်၃ဖူးလောက်ကိုညာဘက်အလုပ်ရှိရင်ပို့ပြီးတော့တောက်ဖြစ်တယ်မအိတ်ချင်အောင်ဆိုပြီးဈေးလေးထိုင်းဖွားနေရရင်ကိုပေါ့ကိုတန်ကြီးရှိတယ်ထင်တယ်ဟဲ့လားချောင်းဆိုးဆိုးဟာဆိုရွက်ပြီးတောက်တယ်ဒီလိုမျိုးပေါ့အဲ့တော့အဲ့တော့ဆိုနည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့မောတာဒီပြောတာမကောင်းတဲ့အလေးချင်းကနည်း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 နဲ့တပြိုတော်တို့ကစုမှန်းမသိစုပြီးတော့ယောဂါတွေစုလားဖုန်းကြီးတွေယောဂါစုလားအချွေကြီးတွေတအားကြိုက်တယ် တတိယလုံးဝမတော်ဘူးနော်တလားနေလို့တဘူးမတော်ဘူးခီသွားရင်ပါရင်တခါတည်းရန်ပြင်းပြေတောက်တာမျိုးရှိတယ်တလားနေလို့တဘူးမတော်ဘူးအဲ့ဒါကို junk food လို့ခေါ်တယ် junk food ကင်ဆာအတွက်ဆုထားတဲ့အစားအစာတွေပဲ fast food အလွယ်တကူစားလို့ရတဲ့အစားအစာတွေ၃မိနစ်ပဲစားတော့ရလောက်နေသေးမှာဘောဗျာနော်ယောဂရကင်ဆာတွေပါရင်တယ်ဟုတ်လားဒီလိုပါရင်လို့တာခဏခေါက်ဆဲကြောက်တွေပါရင် ready made food တွေပေါ့ဗျာများများစားရင်အတပိတော်တို့ဒီတိုင်းဖြတ်ရတာအဲ့ဒီအစားတပိတော်ကွန်ဖြတ်တော့ဘလို့ဖြတ်တာဖြန်းနေတယ် ရောဆရာတော်ဖျားကြီးစာအုပ်ရှိတယ်တုပ်200တိတိလေးတွေလေတပွဲတာဟောတာတွေကအဲ့ကွန်းဝင်ဝင်ဟာတွေစာအုပ်လေးဝယ်လိုက်တယ်ဒီဗီဒီစာပေးတယ်အဲ့တငယ်ချင်းတွေလိုက်လှူတယ်ကွန်းဖြတ်တာလေကွန်းဝယ်မဲ့ပတ်စံကိုတွေစာအုပ်ဝယ်ပြီးလှူလိုက်တယ်ကွန်းလည်းပြက်ပြီးသားဖြစ်သွားရောပညာရေးအတွက်လည်းထောက်ပံ့ဖြစ်သွားရောအဲ့ဒီအတွက်ဒီတော့အဲ့စာအုပ်လေးတွေကောင်းမကောင်းမသိအောင်အရင်ဖတ်ထားအဲ့ဒီစာအုပ်လည်းဖတ်ဖြစ်သွားရော တော့အစားထိုးတဲ့နေရာမှာအရှင်ပြမကောင်းတဲ့ဟာနဲ့အစားမလို့နဲ့ကွန်ပြတ်ကွန်ပြတ်ချင်လို့ပြီးခဲ့သွားအစားမလို့နဲ့ကွန်ရောပြီးခဲ့နှစ်ပင်လိမ့်သွားမယ်ဟုတ်လားဟုတ်လားနော်အဲ့တော့အစားမထိုးနဲ့အစားထိုးမယ်ဆိုရင်တော့ကောင်းတဲ့ဟာနဲ့အစားထိုးခုနကတည်းကပြောတယ်ကွန်စား200တက်သွားသွားမယ်အခုကွန်စား1000တက်သွားသွားမယ်ဆုလိုက်တပတ်ဆိုရင်9000ရတယ်စာအုပ်တော့ဝယ်လို့ရတယ်ရှင်ပြဆုပါလားအဲ့ဒါဆိုရင်တစ်နှစ်ကိုစာအုပ်ဘယ်လောက်ရမလဲစာအုပ်90တရာသားလေးရဘယ်လိုကျမ်းမာရေးတော့ရောထောက်ပံ့ဖြစ်မသွားဘူးလားဟုတ်ကျမ်းမာရေးဆိုတော့ဗဇက်ကနေစား 85ရာခိုင်နှုန်းတော့ယောဂတွေကဘသက်ကနေဝင်တာအစားအသောက်နေတိုင်းမတက်လို့အစားအသောက်မတက်လို့နော်ဒါကြောင့်ဒီလိုဒီအစားအသောက်ကိုကူးစားလိုက်အဲ့ဒီနေရာအစားဒီစဖတ်တရားလေးတွေနဲ့အစားထိုးမယ်စွန်စားပြီးတိုင်းကွန်စားအမလားသာဖတ်အောင်စွန်စားပြီးရင်ဆေးလေးတောင်းအမလားသာဖတ်အောင်အစားထိုးကြည့်ပါအရှင်မြတ်တွေနော်ကုသိုလ်လည်းရဝမ်းလည်းဝဆိုအရာပြအရှင်မြတ်ဖွံ့ဖြိုးတိုးတက်မှုလည်းရှိသွားမယ်ယောဂတွေလည်းဒီလိုဟန်တာပြီးတာကာကွယ်ပြီးတာ prevention is better than cure ကာဝယ်ခြင်းဟာကုသခြင်းနဲ့ကောင်းတယ် အကုန်သိနေတာပဲကိုလူတွေနော်ဒါပေမဲ့ဒီလိုတို့အဲ့ဒါလုပ်ဖို့ခက်